ဟာလုံးဝဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ချူချင်ကျော်လေးကျော်စားပြေလို့ပြန်လည်မျှဝေလိုက်ပါတယ်စိုင်းနေပါဆိုလို့ရှိရင်ဈေးကြီးပေးဝယ်စားပြီးတော့ကလေးလူကြီးမွေချိုက်ရတဲ့ဟင်ပွဲလေးတစ်ပွဲဖြစ်ပါတယ်ချူချင်ကျော်ရမှာသုံးတဲ့ဆော့ဆက်နေလေးဒါတည်တယ်လို့ရှိရင်တော့ချက်ချူချင်ကျော်ဝက်ချူချင်ကျော်စသဖြင့်လူကြီးမင်းတို့ချိုင်းနှက်တရာပုံတဲ့တိုင်းအိမ်မှာလိုက်ချက်စားလို့ရပါပြီကျွန်တော်ကတော့ပန်းကော်ပီတစ်လုံးရဲ့ဘေဘီခွန်းလေးတွေရဲ့မြေဥပဒီအစင်ရဲ့ချက်သွန်ဒီအကြီးတစ်လုံးရဲ့အသွင်ပြူတာပါတယ် ပုံမှန်ဆိုလို့ရှိရင်တော့ခရင်ကျင်တည်နေတဲ့နှစ်သည်ကတော့မပါမပစ်ထည့်ရပါတယ်ကျွန်တော်ကတော့အခန်းမှာချက်စားတာမလို့မထည့်တော့ပါဘူးခင်ဗျာရင်းဥဆုံးနေတဲ့အသီးရွက်တွေကိုကိုစားကျင်တဲ့ပုံစံတိုင်းလေးလှိထားပေးလိုက်ရပါမယ် ပြီးလို့ရှိရင်တော့ချိုရင်ဆော့ဆဆက်ပါမယ်။ Tomato ကကြော့နှစုံ၊ Vinegar တစုံ၊တကြားတစုံ၊ရေနှစုံထည့်ပြီးတော့ပူရံပြလိုက်ပါမယ်။အသုံးပြုရတဲ့စိတ်ပေါ်မူတည်ပြီးတော့ရသာနဲ့ငယ်ပြောင်းလဲရှိနိုင်ပါတယ်။ဒါကြောင့်မလို့ရသာကိုမြည်ကြည့်ရပါမယ်ခင်ဗျာ။ရသာမြည်ကြည့်လိုက်လို့ရှိရင်တော့အချိုရောအချင်ရောညချည်ဖြစ်နေဖို့လိုပါတယ်။ပြီးသွားလို့ရှိရင်တော့ပင်ငယ်ပြားရဲ့အချီတစုံ၊ QC တစုံမှထည့်ထည့်ပြလိုက်ရပါမယ်ခင်ဗျာ။ပြီးတော့လို့ရှိရင်တော့ရတာကိုထပ်ပြီးတော့မြည်ကြည့်ပေးရပါမယ်။အချို့အချင်းအငံသုံးမျိုးစလုံး balance ဖြစ်နေရပါမယ်။အခုဆိုလို့ရှိရင်တော့ချူတင်ဆော့လေးကတော့အသင့်ဖြစ်ပါပြီ။ ပြီးတော့လို့ရှိရင်တော့ဒေဝရမှာစီနေငင်ထည့်ပြီးတော့ချက်သွန်ပြိုစီတက်ပါမယ်။အယောင်လေးပြောင်းပြီးတော့အနံ့လေးပွေးလိုက်ပြီးဆိုလို့ရှိရင်တော့ပန်းကိုပီကိုအရင်ကြော်ပေးရပါမယ်။ရေလေးအနေငင်ထည့်ပြီးတော့မနူတနူဖြစ်တဲ့နေထားရတဲ့အထိကြော်ပေးရပါမယ်။မဟုတ်လို့ရှိရင်လည်းပြုတ်ပြီးမှကြော်လို့ရပါတယ်။ကျွန်တော်ကတော့တခါတည်းတန်းကြော်လိုက်ပါတယ်။ပန်းကိုပီနူးကန်နီးလိုက်ပြီးဆိုလို့ရှိရင်တော့စောနာကအသီးရွက်တွေအားလုံးကိုထည့်ပေးလိုက်ရပါတော့မယ်။ thank you နည်းနည်းတော့လှိပ်ပြီးပြီးတာနဲ့ချိုးချင်ဆော့ထည့်လို့ရပါပြီခင်ဗျာဒါပြီးတော့လို့ရှင်တော့အကြကြီးထက်ကျော်စရာမလိုတော့ပါဘူးတီးရွက်တွေအားလုံးကတော့အလူးမြန်ပါတယ်ပြီးလို့ရှင်တော့အရသာလေးထပ်မြည်ကြည့်ပြီးတော့လူပါလေးတွေထပ်ဖြည့်လို့ရပါတယ်ရလာအဆင်ပြေပြီးတော့ source လေးလေးပြစ်ခဲလိုက်ပြီဆိုလို့ရှိရင်တော့အဆုံးသတ်လို့ရပါပြီခင်ဗျာအခုဆိုလို့ရှိရင်တော့အနအရတာနဲ့ပြည့်စုံနေတဲ့ချိုးစင်ကျော်လေးတို့ပဲကျွန်တော်ရပါပြီ ုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်သောဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်